ငါ့ကိုကောင်းမြတ်တည်ဟုအဘဲကြောင့်ဆိုကြသည်နီကောင်းကင်ဘုံ၌ခမဲတော်တပါတိတာလီကောင်းမြတ်တော်မူ၏အသက်ရှင်ရေးဝင်စားလို့လေပညာတော်တို့ကိုဆောင်းဆောက်တော်ဗမာဗုဒ္ဓဘာသာလောကနိဗ္ဗာန်နိုင်ငံတော်တိဗုဒ္ဓတရားအစပြုသောတဘာဝအနေအားကို အမွေခံဖို့ရန်ခမဲတော်ထာဝရဘုရားတခင်အခွတ်အထူးတင်တန်းကာလတော်အခွင့်ဟာ နှစ်ပေါင်း920နဲ့3နှစ်နဲ့6လအတိတ်ပေးခဲ့ပါတယ်။ထိုနေရာတီခြေမွေးလက်မွေးမိမလောင်ထိုင်စားရတော့နေရာရှိဖြစ်ပါ၏။မင်္ဂလာတရင်ကောင်းကိုနားရှိတော်မူသူကကြားပါစေ။ကျွန်တော်2000ခုနှစ်ကနေစပြီးရန်ကုန်မြို့ပေါ်မှာအေးဝေဂေလိတရင်ကောင်းကိုစတင်ဟောခဲ့ပါတယ်။ အမဘုဒ္ဓဘာသာဝင်များကမေးလေတဲ့မေခွန်းတစ်ခုရှိပါတယ်အဲ့ဒီမေခွန်းကတော့ဒီဆက်ကြောလာတစ်ခုလုံးကိုဖန်ဆင်းတော်မူတဲ့ခမဲတော်ထာဝရဘုရားထင်ဘယ်သူကသူ့ကိုဖန်ဆင်းတယ်လဲအတိတ်ဘုရားဖန်ဆင်းခြင်းကိုလက်မခံဘူးတတိယတဘာဝကျွန်တော်အချက်၃ချက်နဲ့ဖြေပေးလိမ့်ရှိပါတယ်ဗီဒီယိုရိုက်တဲ့ကင်မရာမင်းကမင်းသားကိုဓာတ်ပုံရိုက်တဲ့ချိန်မှာဖီလီမာ မင်းသားဓာတ်ပုံပေါ်လာကင်မရာမဲရဲ့ဓာတ်ပုံပေါ်လာမင်းသားရဲ့ဓာတ်ပုံပေါ်တယ်ငါတို့ပုံတရာနှင့်ကြီးတတတန်ဒီလူကိုဖန်ဆင်းကြစို့ဒုတိယချက်ကတော့ခမည်းနဲ့ကျွန်တော်အတူတူပဲတို့တော့ခမည်းတော်ထာဝရဘုရားတခင်ကကျွန်တော်ကိုမေမှုဖြစ်ဖန်ဆင်းတော်မူတယ်ထို့နောက်ထာဝရဘုရားဒီမေမှုဖြစ်လူကိုဖန်ဆင်းတော်မူ၏သူ၏နှာခေါင်းထဲနဲ့ဇီဝအသက်ကိုမုတ်သွင်းတော်မူလေလူတည်အသက်ရှင်သောတတဝါဖြစ်လေ၏ တတိယချက်ကတော့ခမည်းထဲမှာဝိညာဉ်ရှိတယ်မြင်ရလားမမြင်ရဘူးကျွန်တော်ထဲမှာလည်းဝိညာဉ်ရှိတယ်မမြင်ရဘူးထာဝရဘုရားဒီနာဝိညာဉ်ဖြစ်တော်မူ၏ကိုးကွယ်တော်သူတို့ဒီနာဝိညာဉ်နဲ့တကောင်းတစ္ဆာနဲ့လကောင်းကိုးကွယ်ရကြလိမ့်မည်ဗမာလူမျိုးဆိုရစကားဘူးတလုံးဆောင်နေအသက်ရှိတယ်2016ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ဟာ ဗုဒ္ဓဘာသာတာသနာတော်နှစ်ပေါင်း9000ပြည့်တော်နှစ်ဖြစ်ပါတယ်။နှစ်ပေါင်း9000နှစ်တိုင်အောင်ဗမာဗုဒ္ဓဘာသာဝင်များအသက်ရှင်ပြီးနှစ်ပေါင်း9000တက္ကရိကိုပိုင်ဆိုင်တော်လူမျိုးစုဖြစ်ပါတယ်။မိမိကိုယ်ကိုယ်တော်ဘာသာပေါ်မှာတစ္ဆာရှိကြတော့1998ခုနှစ်အဂုလ22ရက်နေ့ဟာ ခရိယန်တာသနာတော် နှစ်ပေါင်း6000ပြည့်တော်နှစ်ဖြစ်ပါတယ်။တနည်းအားဖြင့်ဂျေဇုတော်ကာလကုန်ဆုံးတော်နှစ်ဖြစ်ပါတယ်။တေတိတန်အောင်တစ္ဆာရှိတော်သူ့ဖြစ်ရင်အသက်တရဖူရလိမ့်မည်။23ရည်နှစ်ဟာကပ္ပနှစ်စံတည်းနှစ်ဖြစ်ပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ကာလရဲ့နှစ်စံတည်းနှစ်ဖြစ်ပါတယ်။ခရစ်တော်ဝိညာဉ်ကိုမြတ်တော်သူမိသူကခရစ်တော်နဲ့မဆိုင်အမိမြန်မာနိုင်ငံ၌ဗမာလူမျိုးတို့တီအေဒီ 1040ဒီခုနှစ်မှာရောက်ရှိလာပါတယ်။ကာလနှစ်ပေါင်း960နဲ့တနည်းဝင်လာပါပြီ။နောက်ဆုံးဝင်ရောက်တော့လူမျိုးစု ဖြစ်ပါတယ်။နောက်ကျတော့သူတီးအရင်ကျလိမ့်မည်။အရင်ကျတော့သူတီးနောက်ကျလိမ့်မည်။စံစာလာတီကချိရတော့အချိန်ရှိ၊မုံရတော့အချိန်ရှိ၊စစ်တက်ရတော့အချိန်ရှိ၊ရှိငင်းရတော့အချိန်လည်းရှိ၏။အဲဒီ 1300ခုနှစ်မှာပထမမြန်မာနိုင်ငံပြည့်စည်ပြီးတော့ဗမာလူမျိုးတွေဗမာဗုဒ္ဓဘာသာ လောကနိဗ္ဗာန်နိုင်ငံတော်တည်တည်ဆောင်ဖို့ရန်ခမဲတော်ထာဝရဘုရားအခွင့်ပေးခဲ့တာနှစ်ပေါင်း920တိတိဖြစ်ပါတယ်နှစ်ပေါင်း920နှစ်ပြည်တော်နှစ်ဟာ2020ခုနှစ်ဖြစ်ပါတယ်တက်တိအမျိုးသားအနှစ်တရာပြီတက်ကတိုးအနှစ်တရာပြီရုပ်ရှင်အနှစ်တရာပြီဖြစ်ပါတယ် ဗမာလူမျိုးတတန်းကုံဆုံးခဲ့တော်လဲစန်းစာလာတီကဘေးတိုင်းကြီးခုနှစ်နှစ်ရှိပါသေးတယ်ဘေးတိုင်းကြီးခုနှစ်နှစ်ဟာကိုဗစ် -19 ဖြစ်ပါတယ်ဘေးတိုင်းကြီးခုနှစ်နှစ်ရဲ့၃နှစ်ခွဲဟာမယုံကြည်သူများရဲ့ခေတ်ကာလယုံကြည်သူများက၃နှစ်ခွဲကာလဖြစ်ပါတယ်ကာလပိုင်းခြားတိကျနှုတ်ကပတ်တော်မှာရှိပါတယ်၂၀20ခုနှစ် မလ23ရက်နေ့ည17:15မိနစ်မှာ အမိမြန်မာနိုင်ငံမှာကိုဗစ် -19 ခေါ်ဘေးဒဏ်ရခုနှစ်စဝင်လာခဲ့ပါတယ်အထူးတစ်ဖြစ်အချိန်ပိုဟာကြမ်းတမ်းလာခဲ့ပါတယ်ထို့အချိန်ပိုဟာကာချုပ်မြန်အွန်လိုင်းကနေစတင်ပြီးအာဏာကိုရယူပြီးနောက်ကြီးကြီးလေးအစွမ်းရှိသည်များနဲ့တင်တန်းတည်ယူခဲ့ပါတယ်ထို့အထဲမှာအဆိုးဆုံးသောနှစ်ကာလဟာ 2023သုံးနှစ်ကာလအဆိုးဆုံးဖြစ်ပါတယ်။စန်းစာလာတီကကဘာဥမာဆ၍ယခုတိုင်အောင်မဖြစ်စဘူး။နောင်၌လည်းမဖြစ်လက်တန်တော်ကြီးစွာတော်ဒုက္ခတီထိုကာလ၌ဖြစ်လိမ့်မည်။ထိုကာလတာစီလေအဘယ်သူမြမလွတ်နိုင်။ရွေးချယ်တော်မူသောသူတို့အဖို့လို့ငါထိုကာလတီတိုလိမ့်မည်။2023ခုနှစ်ဇူလိုင်လ3ရက်နေ့မှာ မြန်မာတနိုင်ငံလုံးရဲ့စစ်တပ်နဲ့အချုပ်တော့ကြီးကို အကျွန်ုပ်ပိတ်ပလိုက်ပါပြီ။ကာချုပ်မင်းအွန်လိုင်းရဲ့ဗျာဒိတ်တော်မှာ2025ခုနှစ်ဟာတနိုင်ငံလုံးလင်းထိန်လို့ဗျာဒိတ်တော်ရရှိထားပါတယ်။ထိုအလင်းဟာယေရှုကငါတီးဤလောကအလင်းဖြစ်။ငါနောက်သို့လိုက်တော်သူတီးမောင်မိုက်နဲ့မတော်မလား။အသက်လင်းကိုရလိမ့်မည်ဟုမိန့်တော်မူ၏။ယနေ့အမိမြန်မာနိုင်ငံ ခရိယနိုင်ငံတော်ဖြစ်တည်နေသည်ခရိယယုံကြည်သူများထဲမှာလက်ထဲမှာအမိမြန်မာနိုင်ငံသည်2025ခုနှစ်မှာလုံးလုံးပြောင်းလဲသွားမည်ဖြစ်ကြောင်းကိုလည်းအကျွမ်းမဲ့ကျွန်တော်ယုံကြည်ခဲ့ပါတယ်2020ခုနှစ်တန်ပိုင်းကိုပြန်ကြည့်ရအောင်2020ခုနှစ်ဟာ ခရိယသာသနာတော်နှစ်ပေါင်း900နဲ့9နှစ်ပြည့်တော်နှစ်ဖြစ်ပါတယ် ရိယသာသနာတော်တီပေါ်တူဂီနိုင်ငံပင်တင်နိုင်ငံအီတလီနိုင်ငံအမေရိကန်နိုင်ငံနှင့်အင်္ဂလန်နိုင်ငံသားများဖြစ်ကြပါတယ်။2020ခုနှစ်သာသနာတော်နှစ်ပေါင်း900နဲ့5ကဘာဆိုတာကိုကိုကိုတတ်တည်ခြင်းဖြစ်ပါတယ်။အကြောင်းမူကား BURMA Burma B Burma B ကို MYANMAR ဆိုတဲ့မြန်မာဆိုတဲ့ အမိနာမပြောင်းလဲခြင်းဟာ ကောင်းကင်နိုင်ငံတော်ခရိယနိုင်ငံတော်ပြောင်းလဲခြင်းမူတည်ယနေ့ကိုကိုကိုတတ်တည်ခြင်းဖြစ်ကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ်မြမဆိုတာနဲ့တပြိုင်နက်မိမိနှုတ်မှာ ခရိယနိုင်ငံတော်ဖြစ်တယ်လို့ဝန်ခံခြင်းဖြစ်ပါတယ်ထို့အထက်မှာမမလူမျိုးယောဂါကိုကုသတဲ့အရာဥပမာလေးကျွန်တော်ပြောပြခြင်းပါတယ်ခမဲတော်ထာဝရဘုရားတခင်ကကာကွယ်ဆေးကို ကက်သရစ်အသင်းတော် ပေးခဲ့တယ်။ဗမာလူမျိုးကလက်မခံဘူး။ကုသဆေးကြတော့နစ်ချင်းအသင်းတော်ပေးခဲ့တယ်လက်မခံနိုင်ဘူး။အသက်ကယ်ဆေးရတော့မက်ထရစ်အသင်းတော်ပေးခဲ့တယ်လက်မခံနိုင်ဘူး။အမိမြန်မာနိုင်ငံတည်ယုံကြည်သူခရိယာရဲ့အသက်တာမှာယောဘကဲ့သို့ဖြစ်ပါတယ်။ယောဘရဲ့ကောင်းကြီးမင်္ဂလာကိုအချိန်တိုင်ကျွန်တော် ကောင်းကြီးခံစားမည်ဖြစ်ကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ်1998ခုနှစ်အဂုလ29ရက်နေ့တဖန်ထာဝရဘုရားမိန့်တော်မူတီကငတ်တန်းတင်းတို့အမျိုးတီအီစာတန်စစ်တိုက်ဖို့ရာငါရွေးကောက်ထားခြင်းဖြစ်၏အီစာတန်နှင့်လူစစ်ပွဲတီအကြီးမားဆုံးနောက်ဆုံးစစ်ပွဲလည်းဖြစ်၏ဤစစ်ပွဲတီလည်းတင်းတို့အမျိုးအောင်မြင်ပြီးဟုမိန့်တော်မူ၏ အကြောင်းမူကားငါတို့ဒီအတွေ့အတာရှိတော်ရန်သူတို့နဲ့ဆိုင်ပြိုင်တိုက်လာရကြသည်မဟုတ်အထွတ်မြတ်နှင့်လကောင်းအာနာဆက်နှင့်လကောင်းလောကီမောင်မတ်အစိုးရတော်မြင့်နှင့်လကောင်းမိုးကောင်းကင်နတ်ဆိုးတို့နှင့်လကောင်းဆိုင်ပြိုင်တိုက်လာရကြ၏မာနတိဟုတော်စစ်လက်နဲ့ကိုယူတည်ဖို့ဆောင်ကြလော့တစ္ဆာတိဟုတော်ကပန်းချောင်းမချင်းတိဟုတော်ရေဥတ္တဆာငင်းတက်ချင်းတိဟုတော်အေဝေကိလိတရားစီစုယုံကြည်ချင်းတိဟုတော်ဒိုင်လောကေတင်ချင်းတိဟုတော်တန်ကမောက်နှုတ်ကပတ်တော်တိဟုတော်ဒါ စာရန်စစ်တိုက်ဖို့ရအတန်းပညာမရှိပါဘူးဒီနေ့အမိမြန်မာနိုင်ငံမှာအီစာရန်စစ်တိုက်တဲ့ကာလဟာနှစ်ပေါင်း6000ကြာမြင့်ခြင်းကိုကျွန်တော်တို့ကုကီလူမျိုးကနေခမဲတော်ထာဝရဘုရားတခင်အောင်မြင်ခြင်းအခုပေးခဲ့တယ်လို့အမိမြန်မာနိုင်ငံမှာလက်ရှိစစ်လက်နက်ကင်တော်သူများအားလုံးမိသူအဖွဲ့မဆိုဒီကျမ်းပိုက်ကိုနားထောင်ပါ ထာဝရဘုရားသည်လူမျိုးတို့ကိုတရားသဖြင့်စီရင်တော်မူ၏မြားပြားသောလူတို့ကိုဆုံးမတော်မူ၏သူတို့အသားလက်နဲ့မြားကိုထွန်သွားဖြစ်စေခြင်းကလည်းကောင်းလှံမြားကိုတစင်ဖြစ်စေခြင်းကလည်းကောင်းထုလုပ်ကြလိမ့်မည်တပြည်ကိုတပြည်စစ်မတတ်ရစစ်တပ်ပညာနောက်တဖန်မတင်ရကြတဖန်ထာဝရဘုရားမိန်တော်မူသည်ကငါသားဤကဘာတည်နိုင်လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငါနဲ့တနိုင်ငါလုံးဝစစ်မဖြစ်ရ အသွေးဘလောက်ပဲတွန်းလောင်းပါစေငါနိုင်ငံခွဲဝင်မပေးဘူးစစ်တိုက်မြစ်စာငါဘော်လုံးပေးလိုက်ပြီယခုလိုပဲလေးနှစ်တကြိမ်ကပဘော်လုံးဖလားချင်းပါပြီပထမဘိုးဆွဲတော်နိုင်ငံတည်လေးနှစ်တွင်ဤလောကစစ်ပွဲကိုအနိုင်ပေးလိုက်ပြီဟုမိန်တော်မူ၏ဘော်လုံးသမားတွေတဲ့ဒီချမ်းပိုက်ကိုနားထောင်ပါလူမျိုးအပေါင်းတို့အားလက်ခုပ်တီးကြတော့သာရဘုရားတခင်ထံအောင်တန်ကိုလွင့်၍ ကျွေးကြော်ကြတော့ငြိမ်ဝတ်လက်နေကြတော့ငါကထာဝရဘုရားဖြစ်တည်ကိုတည်မှတ်ကြတော့လူမျိုးတို့၌ငါပုံးပွင့်မည်မြေကြီးပေါ်မှာငါပုံးပွင့်မည်